ရွှေချင်းနိဂါယဘူဌာဏ၌တည်င်းသုံးတော်မူခြင်းမာဝိတုဒ္ဒယုံတိုက်မှမြောင်းမြဆရာတော်အမှုရှိသောတိုက်နာယကများကြောင်းဖုန်ကြီးစာချဖုန်ကြီးများကကျိုးစုကာရဝပြုကြသည်ဆရာတော်ဖျားကြီးသည်ဝိတုဒ္ဒယုံတိုက်၌အပန်းဖြင့်နားနေတော်မူပြီးစကိုင်းတောင်ဝိပဿနာကျောင်းသို့ပြန်လည်ကြွရောက်တည်င်းသုံးရန်အစီအစဉ်ရှိသည်တို့ရာတွင် မာဝိတုဒ္ဒယုံတိုက်နာယကဆရာတော်များသည်ဆရာတော်ဖျားကြီး၏အနည်းသို့ စီဝေးရောက်လာကြပြီးကြိုတင်တိုင်ပင်ရေးသားထားသောအောက်ပါစာလွားကိုဆရာတော်ဘုရားချီတက်တော်ရောက်ဆက်ကပ်ကြသည်ဘာယာနတိဆရာတော်ဦးအာနန္ဒပဏိတယခုပြည်မြို့ဝိတုဒ္ဒယုံဘာယာနတိတိုက်ဆရာတော်ကဖတ်ကြားလျှောက်ထားသည်1315ခုနှစ်ဒုတိယဝါဆိုလဆန်12ရက်စံကင်းဆရာတော်ဘုရားအားလျှောက်ထားခွင့်ပန်လွားပါဗျာမြောင်းမြဆရာတော်ဘုရားကို ဥတီထား၍ကျောင်းဖုံကြီးများဝိတုဒ္ဒယုံပါဠိတက္ကသိုလ်ကတိကများဝိတုဒ္ဒယုံဓမ္မစရိယများနှင့်ဝိတုဒ္ဒယုံတန်ဃာပေါင်းကဥကောင်းညွတ်တွားယူတိလေးမြတ်စွာရှောက်ထားပါသည်ဖေယဝိတုဒ္ဒယုံတိုက်ခြင်းနှင့်ရွှေကျင်ခိုင်းကြီးဤကိုများကိုမြောက်တင်ချင်းမြင့်တိုက်တန်ခါဤနိနိကကကဂျင်ညူဖူးမြော်ကွင်ကိုပေဒနာတော်မူသောအဖြစ်ဝိတုဒ္ဒယုံတိုက်တင်မှာပင်ဂျိတာရှင်ပြုံး တင်းသုံးတော်မူပါရန်အကြောင်းခွင့်တောင်းလျှောက်ထားပါသည်ဖေဟာထေရနဝမျက်စိမှဝိသုဒ္ဓါယုံတိုက်သားများဤသို့စာဖြင့်လျှောက်ထားကြစကားဖြင့်လည်းလျှောက်ထားကြသည်တိုက်နာယကဆရာတော်ဥတုဝနာဇောတိယခုအာတောကဆရာတော်ကတာနာပိုင်းဥက္ကဋ္ဌအဆက်ဆက်တက်အပေါ်တက်အရှိခမ်းမဆောင်ကြီးမှတင်းသုံးခဲ့ကြတယ်ခုဖြင့်တကားပိတ်ထားလို့ကြည်ရတာကိုမကောင်းကိုမကောင်းပါ ကြည်လက်ရတကားပွင့်နေမှာပဲတပည့်တော်ဖြင့်အမောဖြီပါလေဖေဟာဟုထီထီမိမိရှောက်ထားလိုက်ရဆရာတော်ဖျားကြီးနှင့်တကားအားလုံးကသဘောကျပြုံးရတော်မူကြသည်ထိုအခါဆရာတော်ဖျားကြီးကဒီလိုဆိုဝိပဿနာကြောင့်ပြည့်တဲ့အတွက်ကိုကငကူကလေးကအမဲနေပါမယ်လို့တာဝန်မယူခဲ့တော့လေပန်ကြားပြောဆိုရမည်တာဝန်ရှိနေသေးတယ် ကိုဆောင်ရွက်နေကြဖြစ်တဲ့တရားဟောကိစ္စနဲ့အခြားကိစ္စတွေလည်းရှိသေးတယ်။ဝိပဿနာကကျင့်တဲ့အောင်အဆင်ပြေအောင်စီစဉ်ကြတာပေါ့။ဝါဆိုဖို့ရက်3-4ရက်တော့လူသေးတယ်ဟုမိန့်တော်မူ၏။ထိုနေ့မှပင်ဆရာတော်ကြီးကိုရွှေကျင်သာနာပိုင်များတည်င်း300ခမဆောင်ကြီးတို့ပင့်ဆောင်ကြသည်။နောက်တစ်ရက်ဇဘူမောဆရာတော်နှင့်ဘာဒီဆရာတော်တို့နှစ်ပါးစကိုင်းတော်ဝိပဿနာကျောင်းသို့ကြွသွားကြ၍ဝိပဿနာကျောင်းမှာ ရတညူမဟာနာယကကွန်းချံကုန်းဆရာတော်ဓမ္မဂတိကဆရာတော်ဥဝိမလာစာရယခုဝိပဿနာနာယကဆရာတော်အမှုရှိတော်တန်ဃာများနှင့်သီလရှင်ယောဂီတည်င်းတဲ့တို့အားကျင့်နဲ့အောင်ပြောပြအကြောင်းကြားတော်မူကြ၏ထို့တွင်ဝိပဿနာပိဒတ်လည်းအလွန်အားငယ်သွားလေတော်သည် ဒုတိယဝါဇိုလာဇန်14ရက်နေ့မာဝိတုဒ္ဒယုံအလေတိုက်ကြီးပေါ်အဖိနေဩဝါဒပေးချိန်၌ဆရာတော်ဘုရားကြီးကိုယ်တိုင်ဩဝါဒပေးတော်မူသည်တိုက်တန်ကအစုံအညီတက်ရောက်နာယူကြသည်ဩဝါဒပေးတော်မူရာ၌ဆရာတော်ကအခုတပည့်တော်ဒီတိုက်ဝါကပ်ဖို့ပြင်ကြလျှောက်ကြလို့အများဆန္ဒအရာဒီမှာပဲဝါကပ်နေထိုင်ပါမယ်ဒါပေမဲ့ဟိုတုန်းကနေခဲ့တယ်လို့ကိုယ်ကအုတ်ချုပ်ဖို့ပြောဖို့ဆိုဖို့တန်ငါစီရင်ကင်ပြီး စီမံဖို့ဆိုတာတော့ အလွန်ကြီးအာမကူးစေခြင်းဘူးဘေးကနေပြီး အကြံဉာဏ်လောက်တော့ပြီးချင်တဲ့စေနာရှိလျက်ပါပဲဒီကခန္ဓာကိုယ်ကြီးကိုတန်ခါများထံအံ့နှံပြီးဝိုင်းဆောက်ရှောက်ကြပါလို့ပြောလိုတယ်ဇရာဒုပ္ပလဖြစ်နေတယ်ဇရာဒုပ္ပလဖြစ်နေလို့အဆောက်အရှောက်ခံကျင်တဲ့အတွက်ဒီမှာဝါကက်ရမှာစသည်ဖြင့်ထဲ့သွင်းအမင်းရှိတော်မူသည့်ထို့နောက်ရန်ကုန်မဟာအဘိဓမ္မမဟာရာဇာ ဗိဓမာမာရထဂူရုတစိတ်တော်ကပ်ပွဲအကြောင်းကြားချင်းကြောင်းအများဆန္ဒအရာဆရာတော်ကြီးအမိတ်အဖြစ်အနိစကဆရာတော်ကပြန်လည်ပြောပြတော်မူရာတနာယီနိဘာခန်နာယူမှတ်သားကြသည်ဆရာတော်ဘုရားကြီးသည်1315ခုနှစ်မှစ၍ရွှေချင်းဏိကာယဘူဌာနဖြစ်သောမာဝိတုတ်တယုံတိုက်တင်၌ဝါကတ်တော်မူသည့်ဂိုင်းဥက္ကဋ္ဌမာနာယကသာနာပိုင်လည်းဖြစ် ဝိသုဒ္ဓယုံတက်ဤအဓိပတိဆရာတော်လည်းဖြစ်တော်မူသည်ဝိသုဒ္ဓယုံဆရာတော်ဟုကအမည်တွင်ခြင်းမရှိပါဆရာတော်ဤယေရှုရှင်ပထမဝိသုဒ္ဓယုံဆရာတော်ဖျားကြီးဤဝိသုဒ္ဓယုံဆရာတော်ဟုသောနာမည်ကိုဘေခါမအသုံးမပြုခဲ့ ယခုကတွင်ခဲ့သောဆန်ကင်းဆရာတော်ဟူသောအမည်ကိုသာနှစ်ထိုက်တော်မူသည်ဆရာတော်သည်စာချအဖြစ်ဖြင့်လည်းကောင်းအကြောင်းဖုံးကြီးအဖြစ်ဖြင့်လည်းကောင်းတိုက်ကျအဖြစ်လည်းကောင်းယခင်ကနေထိုင်ခဲ့နေထိုင်တော်မူခဲ့သော ရွှေကျင်ဤကာယဘဟုဌာနမာဝိတုဒ္ဒာယုံတိုက်သည်ကြီး၌သူတတ်တော်83နှစ်မှစ၍အဓိပတိဦးစီးဆရာတော်ကြီးအဖြစ်ဖြင့်လည်းကောင်းယနေ့တိုင်းတည်င်းသုံးတော်မူသည် ထိုနှစ်ဒီဇင်ဘာလအတွင်းသကိုင်းတောင်ရွေးဝိပဿနာကျောင်း၌နှစ်စဉ်ကျင်းပမည်ဖြစ်သောဝီနီစာပြိုင်ပွဲမှပင်ပြင့်သဖြင့်ဝိပဿနာကျောင်းသို့ကြွတော်မူသည်စာပြိုင်ပွဲကြီးကိုရှေ့ရခင်ကားကဲ့သို့ဆရာတော်ဖျားကြီးဦးစည်းလျက်ခန္ဓာတိုင်းမြိုက်စွာကျင်းပသည်စာပြိုင်ပွဲအပြီးဝိပဿနာကျောင်း၌ပင်တည်င်းသုံးတော်မူခဲ့သည်တို့ရာတွင် တလခန့်အကြာကျမ်းမာရေးချွင်ရင်းလာခဲ့သည်ထိုအခါဝိပဿနာယုံမှအတောကဆရာတော်ဦးဆောင်သောကျောင်းဖုန်ကြီးများသည့် ဝါဒန်ရမအစီရှင်ကြောင့်အမများနှင့်အထက်ပိုင်းအီယာဝရီမန်နေဂျာမစ္စတာပီချီဇနီဒေါ်သိန်းတင် တို့အကူအညီဖြင့်ဆရာတော်ဘုရားကြီးကိုအစိုးရမော်တော်ဖြင့်တွားရောက်ပင့်ဆောင်ခဲ့ကြသည်ဝိသုဒ္ဓယုံသာနာပိုင်းခမဆောင်တို့ပင့်ဆောင်ပြီးဆရာဝန်များနှင့်ပြုစုကူတာ၍ပြန်လည်ကျမ်းမာတော်မူလာသည် ထိုခါမှစ၍ဆရာတော်ဖျားသည်စကိုင်းဘက်သို့မကြွားရောက်ဖြစ်တော်ပြီးမာဝိတုတ္တရုံတိုက်၌ပြင်စိတ်အေးချမ်းသာစွာသတင်းသုံးတော်မူသည်အဘိဓမ္မာအခြေပြုအသည်နှင့်အဘိဓမ္မာပြန်ပွားရေးအဖွဲ့အခွင့်အင့်တိုင်းကုသိုလ်ဖြစ်ဖို့နှိုးဆော်ရန်ဦးမလီသောဆရာတော်သည်ပြည်တော်စုမြန်မာနိုင်ငံဗုဒ္ဓသာနာအဖွဲ့ကကျင်းပပြုလို့သောအဘိဓမ္မာစာမွေးပွဲ၌ဝင်ရောက်ဖြစ်ဆိုကြရန်ဆက်ရဆက်ရတိုက်တွန်းနှိုးဆော်တော်မူသည် ထို့ကြောင့်လင်းရင်ရွာရှမ်းကုန်းရွာကုန်းကြီးရွာရွာသိရွာမိုးတောက်ရွာချက်ခဲရွာတို့မှ တပည့်တို့သည်အဘိဓမ္မာအခြေပြုဟူသော အမည်ဖြင့်အတင်းဖွဲ၍တိကရဏပုထုဇဉ်ဘဝမှအရိယဘဝသို့ကုတက်ရန်အဘိဓမ္မာလေးချက်ပါနှင့်အန္တပုထုဇဉ်ကရဏပုစရုချင်းနှမျိုးတွင် ခန္ဓာအာရဏတ္တစသည်နားလည်မှရုတ်တန်နံတ္တပရမတ်အမှန်တရားတို့ကိုသိ၍ကရဏပုထုဇဉ်ဖြစ်မည် သုံးအဖိဓမ္မလိလာတင်ကြားခြင်းဒီကရဏပုထုရှင်ဖြစ်၍လောကုတ္တရာဤအခြေခံအလုတ်တရားအစစ်ဖြစ်သည်ဟူသောဆရာတော်ဤဩဝါဒလှုပ်ဆော်စာများဖြင့်နှိုးဆော်တိုက်တွန်းလေသည်ထို့အတွက်၎င်းရွာတို့မှစွန့်နိုင်သောအမျိုးသားအမျိုးသမီးကြီးငယ်တို့သည်လေဒီဆရာတော်ဤပရမတ်ထတန်ခိကိုအခြေပြု၍အဖိဓမ္မတရားတို့ကိုလိလာသင်ယူကြသည်။ကျောင်းဆရာဥပသင်္ကအကောင်းဆုံးသင်ပြသည် 1314ခုနှစ်ပြာသူလ၌စကိုင်းမြို့သို့သွားရောက်ဖြည့်ဆူကြသည်ထို့သို့စကိုင်းသွား၍ဖြည့်ဆူရသည်မှာမလွဲကူသဖြင့်နောက်နှစ်1315ခုပြာသူလတွင်စားတောင်ရွာ၌စားဖြီဌာနတောင်း၍တကြီးဥပေါ်ဆရာညာစသောလူကြီးများကြီးမှုကျင်းပသည်စကိုင်းမှာဒါနာ၏အရာရှိဦးမြင့်ဟန်လာရောက်ကြက်မှတ်ဆောင်ရွက်သည်လင်းရင်ရှံကုန်းကုန်းကြီးရွာသည်မိုးတော့ကြက်ခက် ရုံးပင်စားတော်စားသောရွာများမှဝင်ရောက်ဖြစ်ဆိုကြသည်ဆရာတော်၏အမင်းဖြစ်မဟာဝိသုဒ္ဒာယုံဇေယမေတ္တိဝါစုဆရာတော်ဥအက္ကိယဦးစီး၍အဘိဓမ္မာပြန်ပွားရေးအခွဲကို1335ခုနှစ်၌တိကျဖွဲ့စည်းကထိုနှစ်မှစတင်၍ဆရာတော်ဤမွေးနေ့ဖြစ်သောနဒေါ်လာတိုင်းနင်းရင်ရွာ၌အဘိဓမ္မာဆာမှုအဝဲတိကျကျင်းပလေသည်အဘိဓမ္မာပထမကြီးတန်းအဘိဓမ္မာပထမလက်တန်းအဘိဓမ္မာပထမရန်ဟူ၍ သုံးတန်းခွဲထားသည်ထူစာမိုးပွဲကို ဖော်ပြပြီးရွာများအပြင်ထူစာမိုးပွဲသို့ဖော်ပြပြီးရွာများအပြင်စကိုင်းငါတက်ကြီးတပြူးရွာကံကြီးကုန်းရွာကြောင်မနှမ်းရွာမရရနယ်မူးကျူးရွာစင်ကူးနယ်ညောင်းပင်ရွာတို့မှ လာရောက်ဖြစ်ဆိုကြသည်အောင်မြင်သူတို့အားဆရာတော်၏အဘိဓမ္မအဘိဓဇာမရထာကုရုတစိတ်ပါသော အောင်လက်မှတ်နှင့်ဆရာတော်အမှုပြုသော ကုသိုလ်ရှင်တို့ထဲ့ဝင်လူဒန်းကြသောဝိထုမြေတို့ကို ခွဲဝေဆုချတော်မူသည်ဤသို့ဖြင့်ဆရာတော်နှင့်ဆက်သမျှတပည့်တို့သည်အဘိဓမ္မာအလင်းရောင်ရာ၍ကရဏဂိုင်းဝင်သူတော်စင်တို့ဖြစ်ကြရကုန်၏လင်းရင်ကြောင်းတွင်ရှိကန္နာကုတီတိုက်ကြီးဆရာတော်သည်ဤကဲ့သို့ဆံမိုးပွဲဖြစ်ဆိုစေသည်တမက အနည်းရောက်လာလင်းလဲစာရုပ်ခိုင်းသည်ပု္ပ္ပာမေသည်အထွေသဖြင့်ကလေးငယ်တို့ ငငေကပြင်စာပြေဝါဒနာပါမှုကိုပို့၍ဂယုပြုတော်မူသည်ဆရာတော်အနီကလေးများရောက်လာလင်စာရုပ်ခိုင်းသည်အခြားဆရာမရလင်ကာကြီးခါကွေဖြစ်စေရွပြရသည်စုပေချုံမို့သည်တခါကအနီလာသူကလေးတယောက်ကိုခဲတပိတ်သားနဲ့မှုတပိတ်သားပေဟာကပူလီတလဲဟုမေး၏ကလေးကခဲတပိတ်သားကပူလီကြောင့်ဖြစ်ရာအနီရှိလူကြီးများကအရေကြသည် ကလေးရှက်သွား၏ထိုအခါဆရာတော်ကမရေချနှင့်သူဖြစ်တာမှနှင့်မယုံရင်ရေတဲ့ချကြည့်ပါလားဟု အမေရှိမှညင်သွားကြသည်ဒီတော့မှကလေးမှလည်းပြုံးနိုင်တော်၏ဤကဲ့သို့ကလေးငယ်များနှင့်ယဉ်နိမှုရယူသည်တခါတရံကလေးများထံသိလိုသောအချက်တို့ကိုမေးသည်ကလေးများက မကြောက်ရှောက်ရဲကြသည်တို့ဖြင့်လူကြီးများက ဖုံးကွယ်ထားသော အချက်တို့ကိုသိကွင်ရသည် 1925ခုနှစ်မှစ၍ဆရာတော်မတီငွေ2000အပြင်ကညုတ်ကွင်းခင်ကြီးရွာကျွန်းလာနဲ့တောဘူရွာလင်းရင်ရှမ်းကုန်းကုန်းကြီးရွာတဲ့မိုးတောက်ရွာနေတပည့်များဤထဲ့ဝင်ငွေဖြင့်လင်းရင်ကြောင်ကြီးအတွင်း၌တိဆောက်ထားသောတသောင်းခွဲတံကန္နာကူရီအုတ်ကြောင်ကြီးဖွင့်ပွဲပြုလုပ်ရန်ပြင်ဆင်လျက်ရှိသည့် ဖွင့်ရက်အဖြစ်1329ခုဝါဇိုလာဇန်10ရက်နေ့တက်မှတ်ထားသည်ထိုနေ့နနက်8နာရီအချိန်၌လင်းရင်ရွာအမျိုးသမီးများကအင်းအင်ကီရာရတအင်ကီရာတတအုံနာယဂါထာရှန်ကုန်းရွာအမျိုးသမီးတို့ကလောကင်ကောဗုဒ္ဓဆန်နောရောဂါထာ အခြားပိတ်သက်တို့က ဗုဒ္ဓဂုဏ်တော်ကိုပါတို့ကိုရွတ်ဖက်ပွားများ၍ရုပ်ဝါတော်များကိုခန္ဓာကိုယ်ဒီအုပ်ချုပ်တော်အတွင်သို့ပြည့်ဆောင်ရန်စီစဉ်ကြသည်အများကုသူဖြစ်ဖို့သာအာယုံပြုနေသောဆရာတော်သည်ထိုစီစဉ်ကိုတည်၍ဝန်းစားနေ၏အုတ်တိုက်ကြီးတည်စဉ်ကလောအားလှူခဲ့ကြသော လူငယ်များအတွေ့လူငယ်ခေါင်းဆောင်တို့ဆန္ဒရှိသောအငိမ့်ပွဲပါနေတီကိုမူမသိရှာပေသို့သော ခလီများအထံမှ ထိုတည်မှန်ကို ကြာတိတော်မူရသောအခါကုသိုလ်ရေးမှကုသိုလ်ရတာပဲကောင်းတယ်ပွဲကပူအစီအစဉ်ဖြစ်လိုက်ဒုကပိယကပွဲဘူးခြေလိုက်အမေရှိလေသည်သူအတွက်ပွဲအစီအစဉ်ဖြတ်ထားပါကြောင်းလျှောက်ထားကြသည်ဆရာတော်ကမယုံထို့ကြောင့်ဝါဇူလာစံဒုတိယဝါဇူလာစံ၈ရက်နေ့ညနေဝါဇူကျောင်းတန်ခါများကန္နာကူရီဖွင့်ပွဲသွားကြသောအခါ၁၀ရက်နေ့မနေ့ ကိစ္စပြည်လင်ညနေအရောက်ပြန်လာရမည်ဟုမှားလိုက်သည်ထိုကိစ္စအတွက်ဆရာတော်စိတ်မချမ်းသာပြီးကိုယ့်ရဲ့နေရောက်သောအခါခါတိုင်းကဲ့သို့ပင်စွန့်ရာဟု စက္ကန့်မှုလက်ခံဖုံးပေးသည်တော်လဲကက်နေကြစီကက်ခွင့်မရကက်ခွင့်မပေးညင်းဆောင်ဝတ်ပြုခွင့်မပေးတော့ကြောင်းရှိအလို့အကျွေးတပည့်များစိတ်ဒုက္ခရောက်ကြရတော့ဤ ၎င်းနှင့်အကုန်းကြီးရွာမှတကားကြီးဥချစ်ဖွဲရောက်လာပြီးစစ်တရနေတွင်တန်ဃာများဆုံးကပ်လိုပါ၏တရခွင့်ပြုပါရန်လျှောက်ထား၏ထိုလျှောက်ထားချက်ကိုလည်းယုံကြည်တော်မူဟန်မတူပေအကယ်၍ဆုံးကပ်ဖို့အစီအစဉ်အမှန်ရှိပြီးဖြစ်နေပါကဆွန်းတကာစိတ်ဆင်းရဲမြီကိုစိုးရင်တော်မူသည်အမှန်ဆွန်းတကာကလျှောက်ထားခိုင်းရင်တန်ဃာတွင်ပွဲမကြည့်စေရဆယ်ရက်နေ့ ပြန်လာမှပဲကောင်းမယ်ဟုမှားလိုက်ဆယ်ရက်နေ၌ထိုကိစ္စအတွက်ចောင်းတန်ကတို့ကိုဒဏ်ထားသည့်အနေဖြင့်အရှိဝိတ္တဒါယုံတိုက်သို့ကြွရန်ကားရှာခိုင်း၏အနည်းရှိတပည့်တို့ကကားမရှာဘဲနေသဖြင့်အဖူးအမျိုးရောက်လာသောပကုံးပြောပွေရက်ဝီစီတာယုံတိုက်နာယကဆရာတော့ကားဖြင့်ဆွတ်လိုက်ကြွသွား၏ထိုအကြောင်းကိုလင်းရင်တို့လှလှကြောင် ကြားစီပြီးဆရာတော်တည်င်းသုံး၀ဝစီတာယုံတိုက်သို့လိုက်၍ပြုစုကြရသည်ထိုညင့်တိုက်နာရကများချစ်ကြသောစပူမောဆရာတော်ပိုက်ကျုံဆရာတော်အာတော့ကာဆရာတော်တို့လိုက်လာကြ၍ပြန်ကြွရန်လျှောက်ထားကြ၏အရှိဝိတ္တုဒါယုံ ရမဲသိန်းဆရာတော်ဥညာနာဝင်သအရှင်မြတ်ကလည်း နာရောက်လျှောက်ထားသည်ဆရာတော်သည်စကားအနှဲငယ်လက်ခံအမိရှိ၍ကဲကဲအများအလိုကိုဒီကလိုက်ခဲ့တာများပြီးဒီတခါဒီကအလိုကိုလိုက်ကြအောင်ဟုအဆုံးသက်လိုက်၏တို့ဖြင့်ထိုညင့်ပြန်ကြွရန်လျှောက်ထားမှုကိုလက်လျှော့လိုက်ကြရ၏ထိုညင့်တွင်ထိုညင့်၌ပင်လင်းရင်တို့လိုက်သွားကြသော စာချဖုန်ကြီးဥဤစေတာကောင်းဆောင်သော အချို့တန်ခါများပြန်ကြွလာကြ၍ဝစီတာယုံတို့ လိုက်လာကြသဖြင့်ဆရာတော်သည်အနေငယ်ဆေးချမ်းသာသွား၏နောက်ရက်17ရက်နှစ်နှစ်အကုန်ပြန်ကြွလာကြ၏ဆရာတော်လည်းအချင်းနှင့်အရရကိုငဲ့ွက်၍ထိုနေ့နဲ့နဲ့မှပင် အနောက်ဝိတုဒ္ဒယုံတိုက်တည်င်းသုံးနေကြအသက်တော်ရှိကြောင်းတို့ပြန်ကြွတော်မူသည်